မြန်မာနိုင်ငံဟာငလေလုံးမှုအရအလွန်တက်ကြွတဲ့ဒေတာတစ်ခုမှာတရှိပါတယ်ဒါကအိန္ဒိယကြောက်ချက်လွာ Indian plate နဲ့ Sunda ကြောက်ချက်လွာ Sunda plate စုံတဲ့နယ်နိမိတ်မှာရှိနေတာကြောင့်ပါဒီလိုကြောက်ချက်လွာတွေရဲ့ရွေးကြားမှုကမြန်မာနိုင်ငံမှာပြည့်ရွေကျော်တွေဖြစ်ပေါ်လာစေပြီးငလင်တွေမကြာခဏလောက်ရတာကို ဖြစ်စေပါတယ်အထူးကပြည့်ရွေကျော်တွေအကြောင်းအောက်မှာအသေးစိတ်ရှင်းပြပါမယ်ဒီစကိုင်းပြည့်ရွေကျော် Sigging Fault ဒီနေရာမြန်မာနိုင်ငံရဲ့အလဲပိုင်းကနေမြောက်ပိုင်းထိဖြတ်တန်းထားတဲ့မန္တလေးရမယ်တင်ပြင်မနာနေပြည်တော်တောင်ငူပကူးအထိစမ်းကြောင်းလို့ဆိုလိုရတယ်။အရှိစုစုပေါင်း1200ကီလိုမီတာကျော်ရှိလျက်တယ်။သဘောတဘာဝဒါဟာညာဘက်သို့အလျားလိုက်ရွေ့ရှားတဲ့ပြည့်ရွေကျော် right lateral transform fault ဖြစ်တဲ့အိန္ဒိယကြောက်ချက်လွာနဲ့ဆွန်နာကြောက်ချက်လွာကြားကရွေ့ရှားမှုကိုထိန်းညှိပေးတယ်။ငလင်အနေရဲ့ဒီပြည့်ရွေကျော်ဟာမြန်မာနိုင်ငံမှာအကြီးဆုံးငလင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါဥပမာ1930-1946နဲ့မကြသေးခင်2025မတ်လကမန္တလေးအနီးမှာလှုပ်ခဲ့တဲ့ပြင်းအား9တသမ9ငလျင်ဟာဒီပြက်ရွေးနဲ့ဆက်ဆက်နိုင်တယ်ရွေလျားနှုန်းတစ်နှစ်ကို18မီလီမီတာလောက်ရွေလျားတယ်လို့ဂျိုဒူးအချက်လက်တွေကဖော်ပြတယ်။နှစ်ကဘောပြက်ရွေကျော် cable fault ။ဒီနေရာမြန်မာနိုင်ငံအနောက်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တွေမှာတည်ရှိတယ်။ သဘောတဘာဝဒါဟာအနောက်ဘက်ကိုစောင်းနှိမ့်တဲ့ပြည့်ရွေကျော် Wisted Pink Frost Fall ဖြစ်တဲ့အိန္ဒိယကြောက်ချက်လွှာရဲ့ဖိအားကြောင့်ဖြစ်ပေါ်လာတာပါငလင်းအနေရဲ့ဒီပြက်ရွေကျော်ဟာအနက်တိမ်တဲ့ငလင်းတွေ ဖြစ်ပေါ်စေပြီးဒေတာခံတွေအတွက်အနေရများတဲ့မကြာခဏလှုပ်ခတ်မှုတွေရှိတတ်တယ်။၃ကြောက်ကြမ်းပြက်ရွေကျော် Kyakin Fault တီမီယာရှမ်းပြည်နယ်အရှေ့ပိုင်းမှာတည်ရှိတယ်။သဘောတဘာဝဒါဟာအလျားလိုက်ရွေကျတဲ့ပြက်ရွေကျော် Strike Slip Fault ဖြစ်တဲ့ ရှမ်းရိုးမဒေသမှာကြောက်ချက်လွာတွေလှုပ်ရှားမှုကိုထိန်းညှိပေးတယ်။ငလင်အန်ရဲ့ဒီပြည့်ရွေကျော်ဟာရှမ်းပြည်နယ်မှာငလင်လုံမှုတွေဖြစ်စေပြီးတိုက်ကြီးတောင်ကြီးလိုနေရာတွေမှာခံစားရတတ်တယ်။လေးစွန်ဒါမက်ကာထရက်စာနမေဂါထရက်တီနီယာမြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းရခိုင်ပြည်နယ်နဲ့အန်ဒမန်ကျွန်းစုတွေမှာတည်ရှိတယ်။သဘောတဘာဝဒါဟာအိန္ဒိယကြောက်ချက်လွာကမြန်မာကြောက်ချက်လွာ Burma Plate အောက်ကိုစောင်းနှင်းဝင်ရောက်တဲ့နေရာဖြစ်တယ် Subduction Zone ။ ငလင်အန်ရဲ့ဒီပြည့်ရွေကျော်ဟာအကြီးစားငလင်တွေနဲ့ဆူနာမီတွေဖြစ်ပေါ်စေနိုင်တဲ့2004အိန္ဒိယသမုဒ္ဒရာငလင်လိုဖြစ်ရမျိုးဟာဒီပြည့်ရွေကျော်ရဲ့တောင်ဘက်ပိုင်းမှာဖြစ်ခဲ့တာပါရခိုင်ကမ်းရိုးတန်းမှာလည်းဆူနာမီအန်ရဲ့ရှိနိုင်တယ်၅အခြားပြည့်ရွေကျော်များရွှေထွေးကံပြည့်ရွေ Shu Triangle Fault ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အနီးမှာရှိတယ်မိုးမေပြည့်၍ Mummick Fault ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးမှာတည်ရှိတယ် ချင်းတွင်းပြည့်၍ Chinwon Fault ချင်းပြည်နယ်နှင့်စကိုင်းတိုင်းဒေသကြီးမှာရှိတယ်။ဒေဒရဲပြည့်၍ Doi Fault တနင်္သာရီတိုင်းဒေသကြီးမှာတည်ရှိတယ်။ငလျင်အနေနဲ့မြန်မာနိုင်ငံမြန်မာနိုင်ငံဟာဒီပြည့်၍ကျောတွေကြောင့် ငလီအနေနဲ့မြန်မာတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့အထူးသဖြင့်စကိုင်းပြည့်ရွေးကျော်ဟာလူဦးရေထူထပ်တဲ့မြို့ကြီးတွေနဲ့နီးကပ်နေတာကြောင့်အနေရပူများတဲ့ဒါအပြင်အနောက်ဘက်ကမ်းရိုးတန်းမှာဆွန်ဒါမက်ကသရက်ကြောင့်ဆူနာမီအနေရလည်းရှိနေတယ်ဒီလိုအနေရတွေကိုရှော့ချဖို့ငလင်နံခံနိုင်တဲ့အဆောက်အဦတွေစောက်တာပညာပေးတာကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်တယ်ဒါတွေကတော့မြန်မာနိုင်ငံမှာရှိတဲ့ငလင်ပြည့်ရွေးတွေအကြောင်းပဲဖြစ်ပါတယ်ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်